အားလုံးပဲမင်္ဂလာပါဒီကနေ့ကတော့ကျွန်တော်မိတ်ဆက်ပေးမယ်ကွန်ဒိုအစ်စ်နာမည်ကတော့ Artisan 8ဖြစ်ပါတယ်ဒီကွန်ဒိုကဘာမှရှိလဲဆိုတော့ location အဖြစ်က Upper Thomson MRT မှာရှိတယ် freehold ကွန်ဒိုဖြစ်တယ်ရှားတယ်ပေါ့နော်ဒီ freehold ရာဘုံကဒီဘက်ဖြစ်ပါပြီးတော့နောက်တစ်ခုကသူ့ရဲ့လိပ်စာကကြတော့ number 80ဖြစ်တယ်သူကဒီအခန်းအဖြစ်ကဘယ်နှခန်းပါလဲဆိုတော့34ခန်းပဲပါတယ် commercial အောက်မှာရှိခုပါတယ်ရှစ်ခန်း commercial 34 residential unit ထာအဖြစ်ကတော့လေးတက်ပေါ့နော် post of the day ဖြစ်ပါတယ်။နီနာပေါ်ဝင်ကျင်မှာဆိုရင်နာမည်ကြီးတဲ့ famous food တွေအများကြီးရှိတယ်။နာမည်တကတော့ဒီ Prada shop ပေါ့။ဒီနေရာအပတ်တော်စင်မှာ Prada shop ကနာမည်ကြီးတယ်။ Prada shop ပြင်သူ့ရဲ့ဘေးက chicken house ပေါ့။ဒီ chicken rice ကလည်းပုံမှန်လေး KFC ပြီးတော့ဝယ်ကြရတယ်။နာမည်ကြီး chicken rice ရှိတယ်။အဲ့တော့ပြီးရင် mookata ရှိတယ်။ mookata ပြီးရင် Taiwanese food ရှိတယ်ပြီးတော့ဒီ traditional porridge ပေါ့ဒီစံပြုတ်လည်းရှိသေးတယ် အဲ့ဆိုင်လေးကဒီ location မှာဆိုရင်တော့ icon ပေါ့နော်ဆိုတော့ icon for this location အဲ့ဘီရေကျောင်းနောက်ထပ် glossary နေနဲ့ဆိုရင် Thompson Plaza မှာဆိုရင် Fair Price ရှိတယ်ပြီးတော့ Simmin Plaza က Just Cross ရောက်တယ်အဲ့မှာဆိုရင်ရှန်ဆောင်ရှိပြီးတော့ Chunfu Market မှာဆိုရင် Wet Market နဲ့ Dry Market နှစ်ခုရှိတယ်ဒီတော့ like ကျွန်တော်ရဲ့ဒီနေ့စဉ် daily life မှာဆိုရင်ဒီနောက်ပေါ်ကြီးမှာ food တွေအများကြီးရှိမယ်အဲ့ site တွေကလည်း famous ဖြစ်မယ်ပြီးတော့ကျွန်တော်မတူတဲ့ food တွေ different different try လုပ်ရတယ်အပြင်ကို grocery ရလဲလိုက် within 5 to 7 minute walking distance မှာပဲရှိမှာဆိုတော့အရင်ကောင်ကြီးနေဖြစ်တယ်ကျွန်တော်တို့ prepare လုပ်ထားတာကတော့မြေပုံပေါ့လေဒီ artisan အိတ်နဲ့ပတ်သက်တဲ့မြေပုံကိုကျွန်တော် prepare လုပ်ထားတယ်။ artisan အိတ်ကလောလောဆယ်ဆိုရင်ဒီ တိချင်းအင်္ဂါဒီမှာရှိတယ် project ကအဲ့ဒီကနေပြီးတော့ကျွန်တော် MRT ကိုလမ်းလျှောက်သွားမယ်ဆိုရင် about 200 meter ဖြစ်တဲ့အတွက်ကြောင့်မဟုတ်လား2 to 3 walking distance လောက်ပဲရှိရအပတ်တော်ဆက်အမှတ်ရတော်တော်ကိုနေရအဲ့တော့ဒီအပတ်တော်ဆက်အမှတ်ဒီအဲ့ပြီးရင်နောက်ထပ် MRT တစ်ခုရှိသေးတယ်အဲ့ဒါတော့ Mary Mount MRT ပဲ Mary Mount MRT က800 meter stay walking distance ပဲဖြစ်တယ်အဲ့ပြီးသွားရင်နောက်ထပ် plaza ပဲ shopping mall အနေနဲ့က Thompson Plaza ရှိတယ်800 meter ဲ့ဒါပြီးရင်စင်မင်းပလာဇာရှိတယ်စင်မင်းပလာဇာရော just cross ဆိုတော့100မီတာဆိုတော့1 minute ကျော်ကျော်လောက်ပဲသွားတယ်ဆိုတော့နေရယ်ရှန်ဖူ wet and dry market ရှိပြီဒီရှန်ဖူကလည်း200မီတာမှာပဲရှိတယ်ခုနပြောတဲ့ popular food တွေကဘယ်မှာရှိလဲဆိုတော့ဒီအပတ်တုံးဆက်မှာတရားထွက်လာတဲ့ဒီ along the way ပေါ့အဲ့မှာဒီလမ်းရဲ့ဟိုဘက်အချက်နဲ့ဒီဘက်အချက်နှစ်ခုလုံးမှာဒီ sign နဲ့ sign နဲ့အများကြီးရှိတယ်အဲ့ပြီးရ exercise လုပ်ဖို့အတွက်ကဒီ metabolic reservoir ဆိုတာကလည်းနာမည်ကြီးပဲဒီတော့ ဒီအိမ်ဒီဒီ project ဒီ amenities ကြီးအများကြီးဆုံးတဲ့နေရာမှာရှိတယ်ပေါ့နော်ဒီ place လောက်ပဲအခုရှင်းပြမှာကတော့ MRT MRT ဆိုတာကဒီ ATC အိတ်ကရှိတဲ့ MRT ကအပတ်30ဆံမှာဒီမှာရှိတယ်အပတ်30 MRT ကနေပြီးတော့အပေါ်ဘက်ဝူလန်ဘက်ကိုသွားမယ်ဆိုရင် RDS ကဝူလန် North မှာ Night Sea ဆိုတဲ့ဘက် ွင့်မယ်ဆိုတော့အဲ့ဒီခါမှာ JB ကိုသွားမယ်ဆိုရင်လည်း Wulan ဘက်ကိုသွားမယ်။သွားပြီးတော့ RDS ကနေပြီးတော့ Wulan North ဘက်နဲ့ RDS ကိုချိန်ပြီ။ Okay နောက်တစ်ခါ DMRD ဖွင့်လိုက်ပြီးနောက်ပိုင်းမှာဒါဒီ new year မှာဖွင့်ပြီးနောက်ပိုင်းမှာဒီ year ရှိ price တွေအကုန်လုံးတွေ appreciate ဖြစ်ကြတယ်။ပြီးတော့ဒီ MRD ရဲ့နောက်ထပ်ထူးခြားချက်ကကြတော့ addition h ရှိရဲ့ဒီ above top ဆင်ကနေပြီးမျိုးရုပ်သွားမယ်ပေါ့။မျိုးရုပ်သွားမယ်ဆိုရင်ကျွန်တော်က data code ရှိရဲ့။ data code ကနေပြီး subscribe line ကိုချိန်လို့ရတယ်။ STV interchange ရှိရဲ့ down down line ကိုချိန်လို့ရတယ်။ ။အော့ချက်ကိုသွားမယ်ဆို6မှတ်တိုင်းပဲရှိရတယ်။အော့ချက်ကနေပြီးတော့ no shot line ကိုချိန်လို့ရတယ်။ဘူထန်ဘက်ကိုသွားပြီးတော့ east west line ကိုချိန်လို့ရတယ်။ပြီးတော့ no east ကိုလည်းချိန်လို့ရတယ်။ဘူထန်ဘက်မှာ inner chain နောက်ထပ်တစ်ခုထပ်ရှိသေးတယ်။အဲ့ဒါပြီးတော့ marina ဘေးမှာတော့ circle line ထပ်ချိန်လို့ရတယ်။အဲ့တော့ဒီ MRT line ဒီ exclusive ဖြစ်တယ်ထူးခြားတယ် accessible to everyone ။ DNS နဲ့ next slide ဒီ area ဒီ apartment area မှာရှာတဲ့ဘာရတော်တော်များများဒီကြောင်းကြောင်းမှလို့ရှာကြတာအရင်များဘာလို့လဲဆိုတော့နမကြီးကြောင်းကစုပေါင်း၄ကြောင်းရှိတယ်1 km မှာဆိုရင်2ကြောင်းရှိတယ် i3 school ရှိတယ်ပြီးတော့ catholic high school ရှိတယ်ဒီနှစ်ခုကနမကြီးတယ် safe school လို့ခေါ်တယ်နော်အဲ့နှစ်ခုပြီးသွားရင်နောက်ထပ်2 km တိုင်းမှာဆိုရင် rafael institute ရှိတယ် rafael girls school ရှိတယ်ဒီနှစ်ခုကလည်းနမကြီးပြီးရှေ့ area မှာဆိုရင် rafael school နှစ်ခုလုံးတော်တော်နမကြီးတယ်ဒီဘက် အပတ်သွန်စင်ဘက်မှာဆိုရင်အဲ့သုံးနေကက်လစ်ဟိုက်နေရလဲနေမကြီးစကူအဲ့နေမကြီးစကူ၄ခုရဲ့ surrounding မှာရှိတယ်ပြီးတော့နောက်တစ်ခုက future မှာပြန်ပြီးတော့ဖွားမယ်ဒါမှမဟုတ်လည်းပြန်ရောင်းမယ်ဆိုရင် potential မြင့်တယ်ကြောင်းနေနေမကြီးကြောင်းနေရဲ့နင်းနေတာကိုဖြစ်တဲ့အတွက်ကြောင့်မှု potential ကောင်းတယ် င်ကာပူမှာ CCR, RCR, OCR ဆိုပြီးတော့ဇုံတွေရှိတယ်။ဒီမှာ Central Region ဆိုတာကကြတော့ Central City Fringe ပေါ့။ဒီထဲမှာပါ Okay ကျွန်တော်ကြည့်မယ်ဆိုရင်ဒီ Metachi Reservoir ဆိုတာဒီအခုပေါ့။အဲ့တော့ကျွန်တော်တို့ရဲ့ဒီအိမ်ကြီး somewhere around here နားလောက်မှာရှိတယ်။ City Fringe ထဲမှာရှိတယ်။ Master Plan မှာကြည့်ပြီးပါပြီ။ City Fringe ထဲမှာရှိတယ်။ဒီတော့ဒီ Artisan 8 Project ဒီ City Fringe ထဲမှာရှိတယ်။ Freehold ဖြစ်တဲ့34ခန်းပဲပါတယ်။ Exclusive ဖြစ်တာဖြစ်ကြတယ်။ အခုဒီ slide ကကြတော့ artisan 8ဒီဒီမှာရှိတယ်ဒီဘက်ကကြတော့လက်ရှိ current ပေါ့နော်ဒီဘက်ကဘယ်ဘက်ကကြတော့ master plan master plan ကြတော့သူအကွက်အကွက်တွေနဲ့ design နေနဲ့ကြားတယ်အယောင်တွေဖွဲ့တာအဲ့တော့ artisan 8ကဒီမှာရှိတယ် merimon mrt ကဒီမှာရှိတယ်အဲ့တော့ Merrimont MRT ရဲ့နားမှာ plot နှစ်ခုရှိတယ် bigger space ပေါ့ open space နှစ်ခုရှိတယ်ဒီနှစ်ခုကတစ်ချိန်မှာတော့ residential အတွက်လာပါပဲဘယ်ချိန်လာမလဲမသိဘူးလာမှာပဲပြီးတော့သူက big plot လမ်းဖြစ်တဲ့အတွက်99ရဲ့ lease ဆိုဖြစ်ပုံများတယ်ဒီ plot လမ်းနှစ်ခုစောက်တဲ့အချိန်ရောက်ရင်သူတို့ရဲ့ဈေးတွေကလည်းဒီ ori တို့ချွမ်းဘတ်တို့ရဲ့ဈေးတွေဖြက်ပို့ပြီးမြင်းနေစီနေရောင်းဖို့တော့ပို့တယ်ဆိုရှိတယ်အဲ့တော့ဒေချာတာတစ်ခုကဒီ plot land တွေ by the time စောက်တဲ့အခါမှာ at the same age ရဲ့ project နဲ့ပတ်သက်ပြီး price appreciate ဖြစ်ဖို့တော့ပြောင်းလဲလို့ရတယ် CMA ကြောက်ရမယ် CMA ဆိုတာက compare market analysis ပေါ့ market မှာတခြားအခန်းတွေဘယ်စီးနဲ့ရောင်းနေလဲအတူစိတ်ကဘယ်စီးနဲ့ရောင်းလဲ compare လုပ်ကြတယ်ဆိုတော့အနေနဲ့ဆိုရင် landor mention ပေါ့ landor mrt နားမှာ condo တွေတစ်ခုပြီးတစ်ခု one after another ပေါ်လာတယ်အဲ့တော့ဒီ landor mention ကကြတော့သူ့ရဲ့ transition ပေါ့ transition ကဘယ်လောက်လဲဆိုတော့2001 ူတောင်ဝင်တူ PSF around the range နဲ့ transition ဖြစ်တယ်။သိမကြသေး April မှာ transition လေးဒီတော့99 year lease ဖြစ်တယ်။ location အဖြစ်ကဘယ်မှာရှိလဲဆိုတော့ဒီ Lantor MRT ပေါ့ Lantor MRT ဆိုတော့ somewhere YouTube နဲ့ around the range မှာရှိတယ်။ City Fringe မဟုတ်ဘူး OCR မှာပါတယ် Lantor ရဲ့ transition ဒီ99 year lease ဒီ2001 2002 around the range မှာ transition ဖြစ်တယ်။ next ချမ်းဘက်ကဘာမှရှိလဲဆိုတော့လော်ရောင်းချမ်း MRD မှာရှိတယ်ချမ်းဘက်က MRD နဲ့အရန်ုံနေတယ်တကယ်လို့ချမ်းဘက်ကိုစိတ်ဝင်စားရတယ်ဒီနန်တော်မန်ရှင်းတို့အော်ရီတို့စိတ်ဝင်စားရဆိုတော့ခေါ်သွားလို့ရတယ်အခုကကျွန်တော်တို့ဒီ artisan 8အတွက် comparison လုပ်ပါတော့နော်အဲ့တော့ချမ်းဘက်ရဲ့ transition ကိုကြည့်မယ်ဆိုရင်ချမ်းဘက်ဒီ city fringe ထဲမှာဖြစ်တဲ့အတွက်ကြောင့်မဟုတ်သူ့ရဲ့ PSF တွေက2600 2000 398 2400 2600အဲ့လောက်ဝင်ကျင်လောက်နဲ့ transaction ဖြစ်သွားတယ်အဲ့တော့ဒီ next ကကြတော့ audio တက်ကြည့် ော်ရီယာဘယ်မှာရှိလဲဆိုတော့သူလဲ city fringe ပဲဒူဘိုင်ယိုလော်ရာ1ဒူဘိုင်ယိုမှာရှိအော်ရီယာ transition အလိုက် even higher ဖြီးတောင်စီ PSF ထိပါတယ်ဖြစ်စီ3920အခန်းဖြီးတောင်စီ PSF ကိုထိပါတယ်အဲ့ဒါပြီးတော့2902အခန်းကြတော့1695ဖြစ်ပြီးတော့နောက်ထပ်35ဒက်ကတစ်ခါကြ1900အဲ့တော့ Ori ဒီလည်း CD Fresh မှာ99 year lease ရဲ့လက်ရှိ performance တွေဒီလည်း2000ကျင်းတဲ့အထက်ဒါမှ Ori ဆိုရင်3000ကျော်ထိပါတယ်အဖန်ရှင်ရှိပါတယ် နောက်တော့ပြရတဲ့ project 3ခုကကြတော့ new launch ကိုပြရမှာเนาะအခု release ကိုပြရမှာဒီအခုလက်ရှိ artist 8 project ရဲ့အနီးနားမှာဝင်နေမှာရှိတဲ့ release တွေကိုပြပေးမှာเนาะနံပါတ်1ကကြတော့311 311ဒီလဲ free hope ဖြစ်တဲ့10 years over 10နှစ်ရှိပြီသူရဲ့ transaction တွေက second floor မှာ0208တခန်းပြီး2083ကျက်နဲ့စိုးရတယ် PSF ပြီးတော့နောက်ထပ် ground floor ပေါ့01အခန်းပြီး 2100နဲ့ဆိုရပြီးတော့ငါးဓာတ်ကအခန်းကြီး1900နဲ့ဆိုပါအဲ့တော့10နှစ်တက်တန်းရှိတဲ့ကွန်ဒို project ဖြစ်တဲ့311ဒီသူ့ရဲ့ transaction ဒီ1900နဲ့ဆိုဝင်ကြတော့မှရှိတယ်အဲ့ဒါပြီးရင်နောက်ထပ်ခုက Thompson Tree ရောက်တော့ Thompson Tree ကတော့99 lease ဟိုးဖြစ်တယ်သူ့ရဲ့ transaction တွေက1800 1800 2000 transaction တွေရှိတယ် တောင်စင်သိပြီးတော့ရင်တောင်စင် impression ကိုတောင်းမယ်တောင်စင် impression က2018ကစောက်တာဆိုတော့ loss about 7 years လို့ရှိပြီသူက transition နေရာလဲ1888 2000 around there မှာရှိတယ်နောက်ဆုံးတစ်ခုကတော့ jskit ကိုတောင်းမယ် jskit ကတော့၃နှစ်ပဲရှိတယ်သူကပို့ပြီးတော့ဈေးကြီးတယ် jskit ရဲ့ transition က2001တခုရှိတယ်2004 2038 0ဆိုပြီးတော့ရှိတယ်အဲ့တော့အခုဒီ transition တွေကိုကြည့်မယ်ဆိုရင် free hold 10 years old already 1000နဲ့2000 transition မှာရှိတော့ကျွန်တော်ရဲ့ free hold city fringe မှာရှိတဲ့ free hold ဒီဘလောက်လောက်ဖြစ်လာလဲမှန်ကြည့်မယ်ပေါ့နော်ကျွန်တော်အခုလက်ရှိရောင်းနေတဲ့ PSF ဒီ1000အိမ်နဲ့ရောင်းနေတယ်1000ရဲ့ PSF for the bigger unit like penthouse unit ကိုရောင်းနေတယ် average PSF for normal unit ကတော့2000ကျူးလောက်လဲရောင်းနေတယ်ဒီတော့ price ကိုခုန compare လုပ်ထားတဲ့ CMA အရဆိုရင် ဒီ RTC ရဲ့ price ဒီ comparable ဖြစ်တယ် affordable ဖြစ်တယ်အဲ့တော့ price အဖြစ်ဆိုရင်တော်တော်လေးကိုကောင်းတဲ့ price ကို entry လုပ်လို့ရနိုင်တယ်ပေါ့နော်လက်ရှိဒီ RTC 8 project ကို launch လုပ်မှာတော့ဒီလကုန်မေလကုန်နဲ့ဂျွန်လာဇန်လောက်မှာလုပ်ဖို့ပဲ planning လုပ်ထားတယ်တကယ်လို့စိတ်ဝင်စားရဲဆိုရင် preview ကိုချိန်ပေးလို့ရပါတယ်ကျွန်တော်ဖုန်းနံပါတ်ကတော့48639ပါအားလုံးကျေးဇူးတင်ပါတယ်